ဆုံးကမင်္ဂလာပါဒီနေ့ဧပြီလ29ရက် Federal Family ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့2025ခုနှစ်တွင်ပြည်သူအစီခံတော်လှန်ရေးတပ်ဖွဲ့ထံဗတ်ပြောင်းလာတဲ့စစ်ကောင်စီတပ်သား5ဦးအထိရှိလာတဲ့တည်းမော်ချီဒေတာကို Jet Fighter လေးနဲ့ထပ်မံပုံကျဲတိုက်ခိုက်ရဒါ3ဦးထိခိုက်ဒဏ်ရာရတဲ့တည်းဒီမော့ဆို Local PDF တပ်ဖွဲ့ထံစစ်မှုထမ်းတပ်ဖွဲ့ဝင်6ဦးလက်နက်နဲ့တကွအလင်းဝင်တဲ့တည်တွေအပါအဝင် Federal Family ရဲ့နေ့စဉ်သတင်းတွေကိုကြားကြရမှာပါ you စကိုင်းတိုင်းဒေသကြီးဝက်လက်မြို့နယ်တွင်းမှာအခြေချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာ2025ခုနှစ်တွင်ပြည်သူ့အစီခံတော်လှန်ရေးတပ်ဖွဲ့ထံဗတ်ပြောင်းလာတဲ့တပ်သား9ဦးအထိရှိလာခဲ့ပြီးပြည်သူ့အစီခံတော်လှန်ရေးရဲဘော်တဦးက Federal FM ကိုပြောပါရယ်ဆိုပါဗတ်ပြောင်းလာသူတွေဟာလက်နက်နဲ့အတူဗတ်ပြောင်းလာတာဖြစ်တဲ့အတွက်စစ်တေရညွန်ကြားချက်နဲ့အညီ စုချင်းွေချင်းမြင်ခဲ့ပြီးဗတ်ပြောင်းလာတဲ့စစ်ကောင်စီတပ်သားတွေဟာ AK တလက် Carbine တလက် MA1 တလက် MA2 တလက် MA11 တလက်စတဲ့လက်နက်တွေကိုယူဆောင်လာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မှာလဲဝက်လက်မျိုးအတွင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတဦးလက်နက်နဲ့အတူပြည်သူ့အစီခံတော်လှန်ရေးတပ်ဖွဲ့ထံပတ်ပြောင်းလာတာရှိတယ်လို့2025ခုနှစ်အတွင်မှာလဲပတ်ပြောင်းလာသူ9ဦးအထိရှိလာခဲ့တယ်လို့သိရပါတယ်။ Greenie Bee Pass Sound မြို့နယ်ရှိ Mochi Data ကိုစစ်ကောင်စီတပ်က Jet Fighter လေယာဉ်နဲ့ဒီနေ့နေ့လယ်12နာရီဝန်းကျင်လောက်မှာထပ်မံကျဲချခဲ့ရာကြောင်းရဲသား3ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကိုတိရှိတဲ့သူတို့က Federal FM ကိုပြောပါရယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးနေအိမ်တချို့ပျက်စီးခဲ့တယ်လို့သိရပါရယ်ပြီးခဲ့တဲ့ April 24ရက်နေ့ကလည်းစစ်ကောင်စီတပ်က Just Fighter လေးနဲ့ Mochi Data က K24 ရေလုပ်ငန်းစက်ရုံရှိရာနေရာအနီးကိုပေါင်900ဘုံတလုံးကျဲချခဲ့တာကြောင့်တရုတ်အမျိုးသမီးတဦးနဲ့ရှစ်လသားကလေးငယ်တဦးအပါအဝင်စုစုပေါင်း၅ဦးတိစုံခဲ့ရပြီးဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် DMOSU DMO တို့ကပြည်ထောင်တပ်ဖွဲ့ထံစစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်6ဦးဟာပြီးခဲ့တဲ့ April 16ရက်နေ့မှာလက်လက်နဲ့တကွာအလင်းဝင်လာခဲ့တယ်လို့မနေ့ April 26ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါအလင်းဝင်လာတူရီဟာ MA1 တနက်9လက် MA1G 455တောင်းကြီပေါက်16ခုလက်ပစ်ပုံ၄လုံး14မိုင်း3လုံးကြီကာ၄ထည်အိုင်ကွန်တလုံးဖုန်း9လုံးနဲ့အတူအလင်းဝင်လာခဲ့ရာ DMO Local PDF တပ်ဖွဲ့ကနေကနဦးထောက်ပံ့ငွေအဖြစ်ငွေဒါ65သိန်းကျပ်ထောက်ပံ့ခဲ့တယ်လို့ဆိုပါရယ်။ဆိုပါအလင်းဝင်လာတူရီဟာ2025ခုနှစ်အတွင်းမှာပရမောက်ဆုံးအလင်းဝင်လာတူရီဖြစ်ပြီးအသက်30ဝန်းကျင်သာရှိတဲ့လူငယ်အများစုဖြစ်တယ်လို့အိမ်ထောင်တဲ့လူပြိုနဲ့ကလေးငယ်ရှိတဲ့ဖခင်တွေဖြစ်ကြတယ်လို့သိရပြီးအလင်းဝင်လာတူရီထက်ကနဦးဟာ DMO Local PDF တပ်ရင်းမှာတော်လရေးရဲဘော်အဖြစ်တာဝန်ထမ်းဆောင်ဖို့ဆန္ဒရှိနေပြီး တရင်ဖက်ကအခြေအနေစောင့်ကြည့်ပြီးဆုံးဖြတ်ချက်ချမဲ့အနေအထားတစ်ခု ဖြစ်တယ်လို့ဖြည့်ဆွတ်ပြောဆိုထားပါတယ်။မကွေးတိုင်းစင်ပါဝဲမြို့နယ်မှာစစ်ကောင်စီတပ်ရဲလက်နက်ခဲရဲတွေကိုအဓိကထုတ်လုပ်ပေးနေတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာ73ကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ကရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကကပ္ပဆာ73အသွင်းကိုကြားရောက်ပောက်ခွဲခဲ့တာကြောင့် primer စက်ရုံအပါအဝင်တခြားစက်ရုံတွေလည်းထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ Break Warrior for Myanmar PWM ကတင်ထုတ်ပြန်ထားပါတယ်။ BWM အဖွဲ့ရဲ့ဦးဆောင်မှုနဲ့အခြားမဟာမိတ်တပ်ဖွဲ့တို့နဲ့ပူးပေါင်းပြီးဧပြီလ25ရက်ည7:00နာရီအချိန်မှာစင်ပေါ်ဝဲမြို့နယ်ရှိအမတ်73ကာကွယ်ရေးပစ္စည်းစက်ရုံအသွင်းကိုတရခွန်မမရှော့တိုက်တုံး10လုံးကိုအောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ဆိုပါတော်လည်းရေးတပ်ဖွဲ့တွေပစ်ခတ်တိုက်ခိုက်ခဲ့တဲ့190မမရှော့တိုက်တုံး10လုံးဟာ စစ်ကောင်စီရဲ့ primer စက်ရုံအပအဝင်အခြားစက်ရုံတွေကိုလည်းထိမှန်ပောက်ကွဲခဲ့ပြီးထိခိုက်မှုအများပြားရှိပေမဲ့တည်င်းအချက်လက်အတိပြုနိုင်ဖို့အတွက် BWM အနေနဲ့ဆက်လက်စုံစမ်းနေရလို့သိရပါဗျ။ရှမ်းပြည်နယ်နံဖက်ကမြို့နယ်အနီးရှိနတ်မော်ချောင်းတသားမရောက်ခင်လမ်းဘေးမှာရပ်ထားတဲ့ခရီးသည်ရင်းနှီးစည်းကိုနံခမ်ကဆင်းလာတဲ့မိတွေးတင်12ဘင်းကတစည်းကဝင်တိုက်ခဲ့တယ်လို့တအားသက်မတော် TNLA ရဲ့စီရီနီးစက်သူတို့က Federal FM ကိုပြောပါရတယ်။ အဆိုပါရင်တိုင်မှုကြောင့်ခရီးသည်ရင်ပေါ်ကကားမောင်းတမအပါဝင်ခရီးသည်တချို့အနေငယ်ထိခိုက်ထန်ရာရခဲ့တယ်လို့လည်းသိရပါဗျ။အဆိုပါဖြစ်စဉ်ဟာပြီးခဲ့တဲ့ April 24ရက်မနက်7:00နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးမိသွေးတင်တဲ့12ဘင်းသွဲကားကကားဘရိတ်ပေါက်တာကြောင့်ဝင်တိုက်ခဲ့တာဖြစ်ပြီးယင်တိုက်မှုဖြစ်ပွားတဲ့နေရာကိုတအားပြည်မြို့နယ်ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးကူညီခဲ့ပြီး12ဘင်းကားမောင်းတူကိုဖမ်းဆီးထိန်းသိမ်းထားကဥပဒေအရအေးအေးယူဆောင်ရွက်နေတယ်လို့လည်းသိရပါဗျ။ ဒီနေ့ April 29ရက် Federal FM ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါကျွန်တော် Harry ပါအားလုံးရဲ့အတန်း Federal FM